အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုလေးမှာတော့ ChatGPT အကောင့်ဖွင့်နည်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ URL ပါမှာ ChatGPT လို့ရိုက်ရလို့ရပါတယ်ဒါဆိုလို့ရှင်ဒီပေါ်ဆုံးကပေါ့နော် ChatGPT chat.openai.com ဒီဥစာလေးကိုနှိမ့်လိုက်လို့ရပါတယ်ဒါဆိုလို့ရှင်ဒါ ChatGPT ရဲ့ကိုရောက်သွားပြီပေါ့နော် Lossy အကောင့်က create လုပ်ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ sign up thread ဟာလေးကိုနှိပ်ပါမယ်

အထောင်းတစ်ပေါ့နော်အာနောက်တစ်ခါကျတော့ဖုန်းနံပါတ်ပေါ့နော်ဖုန်းနံပါတ်ထည့်ပေးရပါမယ် ဲ့တော့ lossy က email အပို့လိမ့်မယ်ဒါပေမဲ့ lossy ဒီဥစ္စာလေးကို verify လုပ်ပေးပါတော့နော် step parcel လေးကိုနှင်လိုက်ပါမယ်အဲ့တော့သူကပြောလဲဆိုရင်ဒါကကြတော့တစ်ခုနဲ့တစ်ခုမတူနိုင်ပါတော့ကိုကဒီတစ်ခါဝင်လို့ရှိရင်ဒီလိုမျိုး quiz လေးကိုဖြေရလိမ့်မယ်နောက်တစ်ခါဝင်နောက်တစ်ခါ quiz လေးကိုဖြေနိုင်မယ်ပါတော့အဲ့လိုမျိုးကတူမှာမဟုတ်ပါဘူးနော်အဲ့တော့ close ရတော့ဒီ enemy and ဒီဒီအကောင်ကြီးရဲ့မျက်နှာကိုအဲဒီလက်ညှိုးညွန်ရလေးကိုလှုပ်ခိုင်းတာပေါ့နော် okay ဟုတ်ပြီ အစမေလိုလိုက်မယ်အဲ့ဒါတစ်ခုပြီးပြီနောက်တစ်ခုကအဲဒီဘက်လေးလှည့်ပေးရမှာစမေလိုလိုက်မယ်နောက်ဆုံးတစ်ခုကအပေါ်လေးကိုလှည့်ပေးရမှာစမေလိုလိုက်မယ်အဲ့တော့ဒါ verification နဲ့ company ဖြစ်သွားပြီပေါ့နော်အဲ့တော့ okay ဒါကကျတော့ phone number ပေါ့နော်ဂိတ်ဒီဥစ္စာကကျတော့ phone number ကအကောင့်ကဖွင့်ပြီးသွားပြီပေါ့နော် address ကြောင့်မလို့အာဒီဖုန်းနံပါတ်ကိုတုံးလို့မရတော့ဘူးပေါ့နော်အဲ့တော့တခြားဖုန်းနံပါတ်တွေကိုလည်းတစ်ချက်တုံးလို့ရမယ်ပေါ့နော် အာဒါဆိုလို့ရှင်တော့ကိုယ့်ရဲ့ဖုန်းထဲကို verification အာနံပါတ်လေးဝင်လာပါလိမ့်မယ်ပေါ့နော် โอเคအဲ့ဆိုရင်တော့ဒီမှာကအဲကုတ်ကမရသေးဘူးပေါ့နော်ကုတ်ကဖုန်းထဲကိုရောက်မလာသေးဘူးအဲ့ဆိုရင်တစ်ချက် resign ကုတ်ကိုတစ်ချက်ပြန်နှိပ်ကြည့်ပါမယ် Okay, dah selesai tu baka SMS kau pilih ni, kau အခုလောဆယ်တော့ဒီဖုန်းနံပါတ်နဲ့အစမ်းကကိုကဝင်မလာသေးဘူးဖြစ်တယ်ပေါ့နော်အားကြောင့်မလို့ဆက်ထွက်ပြီးတော့ခြားဖုန်းနံပါတ်တစ်လုံးနဲ့ထပ်ဆန်းကြည့်မင်းပေါ့နော် Okay အခုဆိုလို့ရှင်တော့ verification call လေးဝင်လာပြီပေါ့နော်အာဒါဆိုလို့ရှင်တော့ chat GPT အကောင့်လေးကိုဖွင့်ပြီးသွားပါပြီအဲဒီဘိုင်းမှာဖြစ်သွားတဲ့ error လေးလည်းရှိရပေါ့နော် error ဒါလေးကိုကြည့်ပြီးတော့အဲဒီထက်အတိုင်းဖြစ်မယ်ဆိုတော့ အာဒီလိုမျိုးလေးဖြည့်ရှင်းလို့ရပါတယ်ဆိုရဲရလေးကိုလည်းအာတစ်ချက်ကြည့်လို့ရပါတယ်အာဒါဆိုတော့ဒါ ChatGPT ကို create လုပ်ပြီးသွားပါပြီ။